မင်္ဂလာပါခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့လယ်အတန်ရဲ့တနေ့တာသတင်းအစီအစဉ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့၄ရက်အတွင်းပဲခူးနယ်မကွေးဆက်တိုက်ပွဲကနေထွက်ပြေးစစ်ကောင်စီတပ်သားတွေနဲ့အလံမြူထောင်လာသူ30ကျော်ဖမ်းမိထားတယ်လို့အေအေထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပါမယ်အရဟတတော်အေအေနဲ့ဖြစ်ပွားနေတဲ့ရခိုင်နယ်မကွေးတိုင်းပဲခူးတိုင်းအေယာဝတီတိုင်းဆက်တိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစင်ကလျာထွက်ပြေးနေကြပြီးဖမ်းဆီးရမိသူတွေနဲ့ အလန်မြူတော်လက်နက်ချလာသူ80ဦးကျော်ရှိတယ်လို့နိုဝင်ဘာ17ရက်ညပိုင်းမှာ AA ကသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ10ရက်၊9ရက်၊10ရက်တွေမှာပထောင်မြို့နယ်မတုံရွာချီဆကပ္ပစ16အနီးတိုက်ပွဲတွေအတွင်းစစ်ကောင်ရှင်တပ်စကားခ30လက်အောက်ခံခမရ360တင်းနဲ့ခမရ363တရင်တွေကအလန်မြူတော်လက်နက်ချသူတပ်ပြင်းနဲ့ဖမ်းဆီးရမည်စစ်စုပေါင်း20ဦးအထိရှိခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်ပထောင်မြို့နယ်ညောင်ကျိုးကြီးရွာအရှိဘက်လီလာတော်အနီးဝင်းကျေတိုက်ပွဲတွေကနေ နိုဝင်ဘာလ10ရက်နေ့ကိုရက်တွေမှာစစ်ကောင်စီတပ်စကခ30လက်အောက်ခံခမရ368ရေရင်ကနေအလံမြူတော်လက်နဲ့ချလာသူတပ်ပြင်းနဲ့ဖန်စီရမိ10ဦးရှိခဲ့တယ်လို့ဖော်ပြပါဗါးအလားတူအေကပိတ်ဆို့ထားတဲ့ငဘဲမြို့နယ်နေရီကန်ပြူအားကုန်းရှိ အမတ်ကိုစစ်မြေပြင်စစ်တရင်ခိုလန်ချီဆိုင်ကဒုတကြမျိုးမဲထောဟာနိုဝင်ဘာ10ရက်မှာအာရခတက်တော်အေအေထံလက်နက်ချဝင်ရောက်လာတယ်လို့ဆိုပါတယ်ရခိုင် အေရဝီဒိုင်းဆက်တိုက်ပွဲတွေဖြစ်တဲ့တာပေါင်းမြို့နယ်တာပေါင်းကလေးကြီးရွာနဲ့လေးမျက်နှာမြို့နယ်ဆက်ဆက်ယိုချင်းလက်ကြီးရွာတွေအနီးတိုက်ပွဲတွေမှာအော်တိုဘားသ3ရက်ကနေနိုဝင်ဘာလ9ရက်အထိဖမ်းဆီးခံရတဲ့စစ်ကောင်ရှင်တပ်ဖွဲ့ဝင်20ကျော်နဲ့လက်နက်ချလာသူ20ဦးကျော်အထိရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာဖမ်းဆီးခံရတာနဲ့လက်နက်ချလာတဲ့စစ်ကောင်ရှင်တပ်ဖွဲ့ဝင်တွေဟာဘခုတ်တဲ့နောက်ချက်မြို့နယ်တွေအခြေစိုက်တဲ့တော်မ66လောက်ခန့်ခမရ4ခမရ5ခမရ6ခမရ10ခလာရ35 ခလာယာရှိစေတဲ့ရင်တွေနဲ့ပသိင်အနန္တောနိုင်စေဌာနချုပ်နတ္တခလန်ဥက္ခံအိမ်မဲခြေဆိုင်ခလာယာ60လုံးနဲ့ပသိင်ခြေဆိုင်ခလာယာ290တိတွေကဖြစ်တယ်လို့ဆိုပါတယ်အလင်းဝင်လာသူတွေနဲ့ဖက်စီယာမီစစ်ကောင်မရှင်တပ်ဖွဲ့ဝင်အားလုံးဒီပါဟာ2025အတွင်းစစ်ကောင်မရှင်တပ်ရဲ့အတ္တမစစ်မှုဒဏ်ပေါ်တာဆွဲခံရတဲ့စစ်တင်တဲ့ဆင်းတွေဖြစ်ကြပြီးတချို့ကဆက်ရှင်နေမပြေသေးတဲ့အထက်တိုင်းကျောင်းသားတွေဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါဗျာ။အရဟတတော်အနေနဲ့လက်နက်ချအလင်းဝင်ရောက်လာသူတွေကို စစ်သုံးမဲ့ဥပဒေနဲ့အညီပြုစုဆောင်ရှောက်ပေးထားပြီးအထမဆစ်မှုတန်းစုဆောင်ခံရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့မြည်သည့်နေရာမြည်သည့်စစ်မျက်နှာပြင်မှာမဆိုလန်နျူတောင်နာဖြစ်စီညီဆက်ရကားတစင်ဆက်သွက်ပြီးဖြစ်စီအလင်းဝင်ရောက်နိုင်တယ်လို့အတည်ပြုထားပါတယ်။ဆက်လက်တင်ဆက်ပေးမှာကတော့တနတ်နယ်မြေခံရတဲ့မြကျိုးနယ်ရင်းရဲ့ဒံယာနဲ့စစ်စေးရုံဘုဆောင်စဉ်ဤဆုံးခဲ့တဲ့တဲ့မှာဘခိုးတိုင်းဝေါ်မျိုးနယ်မြကျိုးကြီးရွာဇေနီးမှာ တနေ့နဲ့ပြခဲ့ခံရတဲ့နေရင်းရဲ့စစ်စေးရုံတင်မှုစဉ်တည်ဆုံသွားတယ်လို့ဝေါ်မျိုးလေပါကဖားနဲ့ဘခိုးရတဲ့ဘွဲ့အတိုင်းဝိုင်းနဲ့နီးစပ်သူတွေစီကသိရပါဗါတယ်။တည်ဆုံသူဟာမြေကျိုးနယ်မြေရက်စကန်နေရင်းဒုတိယဇင်မင်းသူဖြစ်ပြီးနိုဝင်ဘာ17ရက်ဂျမန်နီမနက်9:00နာရီခန့်မှာသူ့ရဲ့နေအိမ်ကနေရက်စကန်ကိုဆိုင်ငယ်မောင်းနှင်ထွက်လာစဉ်ဇေနီးမှာဝေါ် PDF တပ်ဖွဲ့ဝင်တွေကတနေ့နဲ့အနီးကပြခဲ့ခဲ့တာလို့ဆိုပါတယ်။တရားပြင်းတာကြောင့်မြေကျိုးကနေမင်္ဂလာတော်စေယုံကိုပို့ဆောင်စဉ်ယနေ့9:00နာရီလောက်မှာတည်ဆုံသွားကြောင်းသတင်းရပြီး စစ်ကောင်ရှင်တပ်ဘက်ကလည်းစစ်ကြောင်းထိုးနေတယ်လို့ဝေါ်မြူနယ်ဘက်ကဖာတာဝန်ခံကမြေလက်တံကိုပြောပါတယ်။ဝမ်ပိုင်းနယ်ဦးကောင်းလေးမှာတနက်တရာအပြင်းထန်ရထားတဲ့အဲ့ဒီနယ်ရင်းရဲကိုမြကျိုးစေးုံကနေတဆင့်မင်္ဂလာတုံကရင်တထောင်စစ်စေးရုံကိုပို့ဆောင်ကူတာခြင်းတည်ဆုံသွားတဲ့ကြောင့်ဗဟိုရက်တက်ဖွဲ့အတိုင်းဝိုင်းကလည်းအတည်ပြုပါပဲ။နယ်ရင်းရဲတနက်နဲ့ပြေခတ်ခံရပြီးတဲ့နောက်ဂျမန်နေညနေပိုင်းမှာဝေါ်မြူကထွက်ခွာလာတဲ့စစ်ကောင်ရှင်တပ်အင်အား80ခန်းဟာမြကျိုးရွာကိုရောက်လာပြီးကျေးရွာဝင်ထွက်တွေမှာပိတ်ဆို့ရှာဖွေမှုတွေပြုလုပ်ခါစစ်စင်းမှုတင်းကျပ်နေတယ်လို့ဆိုပါတယ်။ ။ဒါအပြင်စစ်ကောင်စီအဖွဲ့တွေဟာမိချိုကျေးရွာအနီးကဆင်ရွာကျေးရွာမှာနိုဝင်ဘာ၁၂ရက်ဒီကနေ့အထိတက်ဆွဲထားပြီးဆက်လက်စစ်တောင်းမြေအနီးဝင်းကျင်ကိုစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါဗျ။နောက်ဆုံးတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့ပြည်ဦးလွေရှိဆိုင်ဓမြတိုက်ခံရမှုဆိုင်လုံယုံရေးတအုပ်တည်ဆုံးပြီးဓမြတိုက်သူတအုပ်ကိုပြည်သူကဝိုင်းဖမ်းနိုင်ခဲ့ကအခင်းဖြစ်ပြီးနောက်စစ်တပ်ကလုံယုံရေးတိုးမြင့်ခဲ့တဲ့တဲ့မှာမန္တလေးတိုင်းပြည်ဦးလွေမြို့မှာရှိဆိုင်ဓမြတိုက်ခံရမှုအတွင်လုံယုံရေးဝင်တဲ့အမျိုးသားတအုပ်တည်ဆုံးခဲ့ကကျူးလွန်သူတအုပ်ကို ်လန်ဒန်နဲ့အတူဖမ်းမိထားတယ်လို့မြို့ကန်တွေစီကသိရပါဗါးနိုဝင်ဘာ12ရက်ဒီကနေ့မနက်9:00နာရီခန့်မှာပြည်ဦးငယ်မြို့လယ်နာရီစင်အနီးကအောင်စပယ်ရွှေဆန်ကိုလက်နက်ကင်ထားသူမျိုးသားနှုတ်ကဝင်ရောက်ဓမြလိုက်ခဲ့တာဖြစ်ပြီးဓမြတိုက်သူတွေကတနက်နဲ့ပြေးခိုက်ခဲ့တာကြောင့်စိန်လုံးကျုံရင်ဝင်တဲ့ဦးစိန်ဝင်ကြည်တိမှန်တည်ဆုံးသွားခဲ့တာလို့ဆိုပါတယ်တနက်နဲ့နှစ်ယောက်တည်းလာတာဖြစ်ပြီးဝင်ဝင်လာချင်းလုံးကျုံရင်ကိုတနက်နဲ့ပြေးခတ်ထားကြောင့်တည်ဆုံးခဲ့ကပိုင်ရှင်တွေကဝင်လုံးပြီးပဝင်းရှင်ကလည်းဒီလိုက်လို့တယောက်ဖမ်းမိတာလို့ ပြည်ဦးနေမြို့ကန်တအူးကမြေလက်တံကိုပြောပါရယ်လူမှုကရဲမှပြန့်နှက်လာတဲ့ CCTV ရုပ်သံမှတ်တမ်းအရဆိုင်ငယ်စီအုပ်ထိုးဆောင်တဲ့မြို့သားနှုတ်ကရွှေဆိုင်တွင်းမှာတနက်ကင်ဆောင်လူရက်နေပြီးသူတို့ကိုဆိုင်တွင်းရှိမျိုးသမီးတို့နဲ့အပြိုသားတအူးကပြန်လည်ခုခံနေတာကိုလည်းတွေ့ရပါရယ်ဓမြတိုက်သူတွေကိုဆိုင်ရှင်တွေနဲ့အနီးဝေးရှိမျိုးကန်တွေကဝိုင်းဝန်းဖမ်းဆီးခဲ့လို့ဓမြတိုက်မှုမှာပါဝင်သူအသက်30နှစ်ရှိအောင်မျိုးနိုင်စုစုကိုပြစ်စတိုတနက်နဲ့အတူဖမ်းမိတာပြီးတအူးမှာရွှေတွေတွင်နဲ့အတူလွတ်မြောက်သွားခဲ့တယ်လို့သိရပါရယ် ပြင်းလွင်မျိုးဟာစစ်တပ်များပြအခြေစိုက်ထားတဲ့မျိုးဖြစ်ပြီးအခင်းဖြစ်ပြီးနောက်ပြင်းလွင်မျိုးလည်ကောင်းတဲ့မျိုးပြင်နေရာတွေမှာစစ်ကောင်စီတပ်ကအင်အားများပြချလုံခြုံရေးတိုးမြှင့်ပြီးစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။နောက်လာအတွင်းဒီရက်စေကြောင်းစင်ပွဲရှိတာကြောင့်တနက်ခိုင်ပြီးမျိုးလည်မှာဓမြတိုက်သွားတော့စစ်ကောင်စီဘက်ကကြောက်လန့်ပြီးအယက်ဝတ်တွေယူနီဖောင်းဝတ်တွေနဲ့ပြန်ချထားတယ်လို့အထက်ပါမျိုးကကပြောပါတယ်။ပြင်းလွင်မျိုးမှာပြည်တော်ရနှစ်ကိုစစ်ဆင်ရေးပြီး2024အတွင်းစစ်တလောက်ခဲ့ပြီးစော်ဒီတပ်ဖွဲ့တွေ အင်အားကောင်းလာခြင်းကစတင်ကပြည်ဦးမြို့မျိုးအတွင်းရွှေစိတ်ဓမြတိုက်ခိုက်ရမှုတွေအပါဆံငယ်လူရမှုဓမြတိုက်မှုတွေဇက်တိုက်ဖြစ်လာတာလို့ရုပ်ကံတွေကပြောပါဗျ။မြေလက်ဒေသကသတင်းတွေကိုတင်ဆက်ပေးနေတဲ့မြေလက်တိုင်ရဲ့နေ့စဉ်သတင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်ည၈နာရီခွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီးမြေလက်တိုင်ရဲ့ဝက်ဘ်ဆိုက် YouTube နဲ့ Facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။